ဖြာပုံခရိုင်ဖြာပုံမြို့နယ်မှာရှိတဲ့ကြဖတ်မွေးဆောင်ကျွန်းပတ်တာအတွင်ရေစပါးစိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက်ရေငန်သာရေတိန်တကားများတည်ဆောက်ခြင်းရေကြိုသွင်းမြောင်းများတူပေးခြင်းများကိုဖြာပုံခရိုင်ဆယ်မြောင်းနဲ့ရေသုံးချမှုစီမံခန့်ခွဲဦးစီးဌာနကစောင့်ရွက်ပေးလျက်ရှိပါတယ်။ကြဖတ်မွေးဆောင်ကျွန်းပတ်တာအတွင်မိုးစပါးအပြေရေစပါးတီးတက်တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက်အောင်ချမ်းသာရေတကားတည်ဆောက်လျက်ရှိတဲ့တည်င်းကိုပဋိသင်္ဌာနဌာနခွဲမှဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ ဖျားဝုံခရိုင်ဖျားပုံမြို့နယ်ကြက်ဖမွေးဆောင်ကျွန်းပတ်တာအတွင်းမြေစဘာဆိုက်ပြိုးရေလုံလောက်စွာတိုးတက်ပြေးဝင်နိုင်ရေးအတွက် ရည်သွင်းများများတူဖော်ပြခြင်းနဲ့ရည်တကားတိစောက်ခြင်းများကိုဆောင်ရွက်လျက်ရှိတာပဲဖြစ်ပါတယ်။အောက်ချမ်းသာရည်သွင်းတကားဟာ2024-2025ဘဏ္ဍာရေးနှင့်တိုင်းဒေသကြီးရန်ကုန်ွေဖြင့်ဆောင်ရွက်တဲ့ရည်သွင်းတကားဖြစ်ပြီးဒေသအတွင်းစိုက်ဧကတိုးချဲ့နေတဲ့စက်ဖမွေဆောင်ကျွန်းပတ်တာအတွက်စိုက်ပျိုးရေးအလုံအလောက်ရရှိရန်အရေးကြီးတဲ့ရည်တကားဖြစ်ပါတယ်။ဒီအောက်ချမ်းသာရည်သွင်းတကားကျွန်တော်တို့ဒီနှစ်24-25ခုနှစ်တိုင်းဒေသကြီးရန်ကုန်ွေနဲ့ဆောင်ရွက်ခဲ့တဲ့ရည်တကားဖြစ်ပါတယ်။ဒေသအတွက် ဒါဆက်အေးကားတွေတိုးချဲ့နေတဲ့ဂျပန်မွေဆောင်ဂျပတ်တာတွေဒါအရေးကြီးပြီးအရေးပါတဲ့ဒီကားတစ်လုံးနဲ့ဖြစ်ပါတယ်အေးကား6500လောက်ကိုအကျိုးပြုမှုရည်ရွယ်ပြီးတိစောက်ခဲ့တဲ့ဒီကားလည်းဖြစ်ပါတယ်ဒီဒီကားတိစောက်နိုင်ငံရဲ့အတွက်ကြောင့်ဒီဂျပတ်တာတွေမှာတင်းနစ်ဆိုလို့ရှိရင်လည်းအေးကား4000လောက်တိုးပြီးတော့ဆက်ပြုနိုင်ခဲ့တာကိုတွေ့ရပါတယ်ဂျပန်မွေဆောင်ဂျပတ်တာကဒါကျွန်တော်ရေငန်ဧရိယာတွေမှာရှိတယ်ပေါ့နော်ရေငန်တားရေထိပ်ရေဒီကားကြီးစောက်ပေးပါတယ်စိုက်လဲဘက်ကနေပြီးတော့ရေချိုးယူပါတယ်ဂျပန်မွေဆောင်တွေကိုကျွန်တော်ရေချိုး သွင်းခဲ့ပါတယ်ဗောနော်ဒီကျုံဘက်တိုင်းရင်မတိဆောက်ခင်ဟာဆိုလို့ရှိရင်ကျွန်တော်ဒီဒေတာတွေမှာဒါမိုးစဘာတတိယတော်မှာခက်ခက်ခက်ခဲစိုက်ပြိုခဲ့ရပါတယ်ဒါမိုးစဘာစိုက်ပြိုချိန်မှာဆိုရင်ကျွန်တော်တို့မိုးရီယာရွာတဲ့ရေတွေရှိမယ်ဒါကပင်လယ်ကတက်လာတဲ့ရေတွေရှိမှာဗောနော်ဒီရေတွေကြောင့်ဒါစိုက်ပြိုသိနံတွေခက်ခက်ခက်ခဲစိုက်ပြိုရတယ်ရေကြီးနှမျိုးပစ္စည်းဆုပ်ရှုပ်မှုတွေရှိတယ်ဗောနော်ဒီကျုံဘက်တိုင်းဆောက်ပြီးသွားတဲ့နောက်ပိုင်းမှာမှမိုးစဘာတတိယတော်ကောက်ကောက်မမွန်ဒါစိုက်ပြိုလာနိုင်ခဲ့တယ်ဆိုတာကိုတော့တွေ့ရှိရပါတယ်အခုကျွန်တော်တို့လုပ်နေတာနောက်တစ်ဆင့်ဗောဒီမိုးစဘာအပြင်ຫນွေတိထက်ပါ ထပ်တူစိုက်ပျိုးနိုင်မှုအတွက်လှုပ်ဆောင်နေခြင်းဖြစ်ပါတယ်။တောင်သူတွေအနေနဲ့လိုအပ်တဲ့ရေချိုးကိုလိုအပ်တဲ့အချိန်မှာပေါ့နော်။လိုအပ်တဲ့ပမာဏတွင်းထုတ်လုပ်နိုင်နေပေါ့နော်။လုပ်နိုင်တဲ့အခါကျတော့ဒါစိုက်ရိုက်ကြိုက်လည်းအများကြီးတူချဲလာနိုင်နေ၊ထွက်နှုံးမှလည်းတူတက်လာနိုင်နေပေါ့နော်။ AR ဒိုင်းဒေတာကြီးအတွက်လုံလောက်တဲ့ ocean နဲ့စစ်စဘာထုတ်လုပ်မှုတွေအထောက်အကူအများကြီးဖြစ်ပါမယ်လို့ပြောကြားလိုပါတယ်။ ဒီရေတံခါးဟာစိုက်ဧက6500ကိုအကျိုးပြုမဲ့ရေတံခါးလေးဖြစ်ပါတယ်ရေကျူကလည်းဒီနှစ်မှာပေါ်ပေါ်လောလောရတယ်ပြောင်းလေးပြောင်းလေးတူးပြီးတယ်ပေါ့နော်ဆင်ပြောင်းတူးပြီးတော့အခုဒီနှစ်ဆိုရင်ဧက800ကျော်လောက်ပြီးတော့ကျွန်တော်တို့ပိုလုံးလို့ရတယ်အများကြီးတွတ်တက်ပါတယ်ကျွန်တော်တို့စီရရေကလည်းရွှေလိုဖြစ်နေတာပါစပားနဲ့ပတ်သက်လို့တော့ရေကျူရပြီဆိုအောင်မြင်ဆုံးပဲဆိုပါတော့နော်ပြီးခဲ့တဲ့နှစ်ကဆိုကျွန်တော်3000တောင်စိုက်ပါတယ်အချိန်မီလေးပေါ့ရာသီမီလောက်ပြီးနိုင်တဲ့အတွက်လည်းကျွန်တော်ရန်ကျေးဇူးတင်ပါတယ်သူတို့ဟာလားဌာနဆိုင်ရာရောအကြီးအကဲတွေရောအကုန်လုံးရန်ကျေးဇူးတင်တယ်ဒီနေ့ဆိုရင်ဒီရေကားကြီးတိဆောက်ပြီးတဲ့အချိန်မှာရေကျူကလည်းလုံလ ောက်ဆိုရတဲ့အခါကျတော့စိုက်ပျိုးဧကတွေကဒီနေ့ဆိုရင်ပို့ပြီးတော့တိုးချဲ့စိုက်ပျိုးနိုင်တယ်ပေါ့နော်မိုးစဘာလည်းဧက20စိုက်တယ်နှွေစဘာလည်းကျွန်တော်ဧက20ပြန်လဲစိုက်ပျိုးတယ်ပေါ့ဟာရေငန်ဝင်တဲ့ဒေတာပေါ့ကျွန်တော်ဒီစံပလဲရေထိန်တကာကြီးရှိလို့ဒါလည်းရေငန်ပေါက်တွေပိတ်ပြီးတော့ကျွန်တော်တို့ဒါရေချိုရရှိအောင်နိုင်ငံတော်အကြီးအကဲတွေကဒီပဌာနဆိုင်ရာတွေစောင်ရွက်ပေးလို့ဒီလိုကျွန်တော်တို့နှွေစဘာကိုစိုက်ပျိုးနိုင်တာပါ ရေငန်ဝင်ရောက်မယ်ဆိုရင်နည်းနည်းဝင်တာနဲ့ကျွန်တော်တို့လူစပါလုံးဝမအောင်မြင်ပါဘူး။ဒါကအနည်းနဲ့တောင်သူအနည်းနဲ့အရန်လဲဝမ်းတာတဲ့နောက်ကျေးဇူးလဲတင်တယ်ပေါ့အားလုံးပေါ့နော်။ဒီသတင်းကိုပသင်သတင်းဌာနကပြပို့ထားပါရရှင်။